အားလုံးရောက်လာပါကျွန်တော်ကတော့ဒီနေ့မှာဂရိအတားရဲ့ spell ရဲ့လိုအပ်ချက်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ် spell spell ဆိုတဲ့အဓိပ္ပာယ်ကတော့မိတ်ဆွေတို့သိတဲ့အတိုင်းပဲစကားလုံးဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဆိုတော့ကျွန်တော်နေ့စဉ်စကားပြောနေကြစကားလုံးတွေအတုံးတုံးတွေကလည်း spell တွေပဲဖြစ်ပါတယ် spell တွေရဲ့နောက်ထပ်အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ garamanan တွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က spell ဆိုတာနဲ့အများစုက garamanan တွေကိုပြည့်ပြီးတော့မြင်ကြပါတယ် ဟုတ်ပါတယ်ကျွန်တော်ဒီနေ့မှာကတော့ space ဆိုတဲ့အတုံးလုံးနဲ့ဂါရာမန်နယ်ရဲ့လိုအပ်ချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့မိတ်ဆွေတို့ကကျွန်တော်ပြောတဲ့ space တွေရဲ့လိုအပ်ချက်ကိုသိပြီလားနဲ့မိတ်ဆွေတို့ဟာမှုပညာရှင်တယောက်တောင်ဖြစ်လာနိုင်ပါတယ်ကဲကျွန်တော်ရဲ့အတူတူ space ရဲ့လိုအပ်ချက်ကိုတွားပြီးကြည့်လိုက်ကြအောင် number 1 space တွေမှာအချိန်ဝါရှိတယ်ဆိုတော့မိတ်ဆွေတို့ကြုံမှုကြပါပါကိုပြောလိုက်တဲ့စကားလုံးတစ်လုံးကတကယ်ဖြစ်သွားတာမျိုးတွေပေါ့တချို့ကသတိထားမိကြတယ် တချို့ကတော့တိုက်ဆိုင်တာလို့ပဲထင်ကြပါတယ်။ဟုတ်ပါတယ်။80ရာခိုင်နှုန်းလောက်ကတော့တိုက်ဆိုင်တာဖြစ်ပြီးတော့30ရာခိုင်နှုန်းလောက်ကတော့အမှန်တကယ်ပါ။ဒါကအတန်တွေစကားလုံးတွေမှာတကူအချိန်ကွာရှိတယ်ဆိုတော့ထောက်ပြကြပါ။ဒါပေမဲ့စကားလုံးတိုင်းကတော့အချိန်ကွာရှိအမဟုတ်ဘူး။ဘလို့စကားလုံးတွေကရှိတယ်ဆိုရင်တော့နောက်ပိုင်းမှာဆက်ပြီးတော့ပြောပြပေးပါမယ်။နံပါတ်1အတန်နေတန်ထားဒါကတော့ main point ပါ။ကျွန်တော်တို့စကားပြောတဲ့အခါမှာပုံမှန်ဆိုရင်အတန်နေတန်ထားပြောဆိုမှုတွေက ဖြစ်ကလေးစံနိုင်လုံးပါတယ်။ဒါပေမဲ့ဒေါသထွက်တဲ့အခါဆုံးဖြတ်ချက်ပြသတဲ့အခါတွေမှာဆိုရင်တော့တန်နေတန်ထားတွေကအမှန်ကန်သွားတာကိုတွေ့မြင်ရပါတယ်။ဥပမာမင်းတေကိုတေရမယ်။ငါဒီအရာကိုရအောင်ယူမယ်။ဒီလိုအတန်နေတန်ထားမှန်ကန်တဲ့စကားလုံးတွေကပဲထိရောက်တာကိုတွေ့ရမှာပါ။နံပါတ်3ဆန္ဒဆန္ဒဆိုတာကျွန်တော်ဖြစ်စေခြင်းတဲ့အရာပါ။စိတ်ကဖြစ်စေခြင်းတဲ့အရာကိုဆိုလိုတာပါ။ ဆန္ဒပြင်းထန်သောလူတယောက်မှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးတဲ့။တမန်စိတ်ဆန္ဒရှိအောင်တောင်းနေတော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ဖြစ်ချင်တာတွေဖြစ်လာဖို့မိမိကစိတ်တည်းအားကောင်းရပါမယ်။ဆန္ဒတိဆောက်ခြင်းတွေလုပ်ပေးရပါမယ်။စိတ်တည်းအားကောင်းဖို့က meditation လုပ်ပေးတာအကောင်းဆုံးပါ။မိမိကမွေးရပါအားကောင်းသူဆိုရင် meditation မလုပ်လည်းရပါတယ်။တချို့ဝင်းဝင်းဆုံးနေဆိုတာကိုကြားဘူးကြားမှာပါ။ ။ပြင်းဆုံးတွေကမွေးရပါစိတ်ဆွမ်းအားနဲ့စိတ်ဆန္ဒအားကောင်းသူတွေမို့လို့ဗဇက်ကပြောလိုက်တိုင်းဖြစ်တာပါ။သူတို့လည်းတာမန်လူတွေပါပဲ။ဆန္ဒတည်ဆောက်ခြင်းမိမိဖြစ်ရှင်တဲ့ဆန္ဒတစ်ခုကိုစကားလုံးတစ်ခုအပေါ်မှာတိဆောက်အောင်မှာပဲဖြစ်ပါတယ်။တချို့ဆိုရင်မိမိဖြစ်ရှင်တဲ့ဆန္ဒလေးတွေကိုစာအုပ်ပေါ်မှာအမြဲတမ်းချရေးပါတယ်။တတိယတိုင်းချရေးပါတယ်။ဒီလိုချရေးခြင်းဖြင့်အချိန်တိုအတွင်းမှာမိမိဖြစ်ရှင်တဲ့ဆန္ဒတွေကဖြစ်လာတာကိုထူးခြားတာတွေ့ရမှာပါ။ဆိုတော့ဆန္ဒဘယ်လိုတိဆောက်မလဲ။စပယ်နဲ့ဘယ်လိုပေါင်းရုပ်မလဲ။ ဥပမာမိမိကကိုပြောက်ရှင်တယ်ကိုပြောက်ရှင်တယ်ဆိုတဲ့စကားလုံးကိုအတန်ဉာဏ်နာမှန်မှန်ကန်ကန်နဲ့ရုပ်ကမယ်မိမိကတကယ်ကိုပြောက်ရှင်တဲ့စိတ်ရှိရမယ်ဒါဆိုအများနဲ့ရုပ်ဖက်ထုံပါများတဲ့အခါကျရင်ဒီပေါ်မှာစိတ်ကတီးလာလိမ့်မယ်စိတ်တီးလာမယ်စိတ်ဆန္ဒတွေပြင်းထန်လာမယ်စိတ်ဓာတ်တွေအကောင်းလာမယ်ဆိုရင်တော့မိမိကတကယ်ကိုကိုပြောက်နိုင်မှာပါအဲအခုကတော့ကျွန်တော်ကစပယ်ရဲ့လှုပ်ဝက်ချက်ကိုပြောပြပေးသွားတာဖြစ်ပါတယ်နံပါတ်1ကစပယ်တွေမှာအချိန်ဝါရှိတယ်မိမိဆိုတဲ့စကားလုံးတွေကအချိန်ဝါရှိစေရမယ်ရှိလို့ရှိရမယ် နံပါတ်2အတန်နေတန်ထားနံပါတ်3ဆန္ဒဆန္ဒတည်ထားပါမယ်ဆန္ဒတည်ချာရှိရမယ်ဒါနဲ့နောက်ဆုံးတစ်ချက်ကတော့ယုံကြည်မှုပါယုံကြည်ပါမိမိကိုယ်ကိုမိမိယုံကြည်ပါလမ်းလေလောက်ရောက်ပြီးမှပြန်လဲတာမျိုးဆိုအကုန်လုံးကအဆအပြန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်အားလုံးကျေးဇူးတင်ပါတယ်